ရုရှားသမ္မတပူတင်ဟာလူဆိုးမဟုတ်ပဲကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်ပါတယ်လို့ American Trump သမ္မတ Trump ရဲ့တန်တမန်ကပြောပါတယ်ပူတင်ဟာသူ့မိတ်ဆွေဖြစ်တဲ့ Trump တနက်နေ့အပြစ်ခံရချိန်တုန်းကလည်း Trump အတွက်ဆူတောင်းပေးခဲ့ဘူးတယ်ပူတင်ဟာယုံကြည်စိတ်ချရသူပါလို့ Wiscock ကပြောပါတယ် Trump ဟာဇူလိုင်17ရက်နေ့ကပန်ဆန်ဘေးနီးယားမှာပြုလုပ်တဲ့မဲဆွေစည်းရုံးမှာလှုပ်ကြံခံရပေမဲ့အသက်သေဆုံးခြင်းမရှိဘဲနေရွက်ကိုကြီးထိမှန်ပြီးဒဏ်ရာရခဲ့ပါတယ် Steve Wiscock က ပြီးခဲ့တဲ့ဘက်ကပူတင်နဲ့မော်စကိုမှာတွေ့ဆုံခဲ့တဲ့နောက်သူတို့နှစ်ဦးဆွေးနွေးမှုဟာအပြူသဘောဆောင်ပြီးတော့ပြဿနာတွေကိုကောင်းကောင်းဖြေရှင်းမှုကိုအခြေခံထားကြောင်းပြောပါတယ်စတီဗစ်ကော့ကလက်ရရင်အစီအစဉ်တစ်ခုမှာအစီအစဉ်မှုနဲ့အင်တာဗျူးပြုလုပ်ချင်းပူတင်ဟာလူစိုးမဟုတ်ကြောင်းပူတင်ဟာယူကရိန်းနဲ့သုံးနှစ်ကြာဖြစ်နေတဲ့စစ်ပွဲကိုဆုံးသက်ဖို့ကြိုးစားတဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးလို့ပြောပါတယ်ကျွန်တော်ပူတင်ကိုသဘောကျတယ်သူလည်းကျွန်တော်ကိုရိုးသားသားဆက်ဆံခဲ့တယ်လို့ကျွန်တော်ထင်တယ် ပူတင်ဟာလူဆိုးမဟုတ်ပါဘူးဒါဟာရှုပ်ထွေးတဲ့အခြေအနေပါဒီစစ်ပွဲကြောင့်အခြေအနေတွေရှုပ်ထွေးခဲ့ရတာလို့စတီဝစ်ကော့ကပြောပါတယ်ဒါအပြင်မဲဆက်စီးပွဲမှာထရန်တရနဲ့ပြစ်ခတ်ရပြီးကြတဲ့ကပူတင်ဟာအဲ့ဒီတုံ့ပြန်မှုကိုပြန်လည်ပြောပြခဲ့တယ်လို့ဆိုပါတယ်တမလားထရန်တရနဲ့ပြစ်ခတ်ရခြင်းမှာပူတင်ကစိုးရိမ်ပူပန်ပြီးတော့ဖျားเจ้าဝင်သွားပြီးတော့တမလားကြီးတို့ဆူတောင်းပေးခဲ့တယ်လို့လည်းဆိုပါတယ်ထရန်ဟာအမေရိကန်တမလားဖြစ်လာနေတာကြောင့်မဟုတ်ပဲ သူတို့နှူးကြခင်မင်းရင်းနှီးမှုနဲ့အတူသူ့မိတ်ဆွေတွေ storm ပေးခဲ့တယ်လို့ Steve Scott ကပြောပါတယ်။ပူတင်အနေနဲ့ရုရှားပကြီးဆရာတို့ရေးဆွဲထားတဲ့ Trump ရဲ့ပုံနှုတ်ပကြီးကောက်လည်းလက်ဆောင်ပေးခဲ့ပါတယ်။ American ကရန်ဘတ်အာနာရှင်ဖြစ်ကာလာရှေရှုမြင်ခဲ့တဲ့ပူတင်ကို Steve Scott ရဲ့ချီးကျူးကွန်မြူစကားဟာ Trump ရဲ့ဒုတိယတက်တန်တွင်ရုရှားနဲ့ American ဆက်ဆံရေးပြောင်းလဲလာတဲ့ချင်းကပ်မှုကိုမိမောင်းထိုးပြနေတာဖြစ်ပါတယ်။ဇလန်စကီနဲ့ရုရှားနဲ့သဘောတူညီချက်ရဖို့အချိန်ကြပြီဆိုတာကိုလက်ခံသင့်တယ်လို့စတီဗစ်စကော့ကပြောပါတယ် ်ပူတင်ဟာထရန့်ကိုအရင်တော့ကလည်းလက်ဆောင်ပေးမှုပါလေ2018ခုနှစ်ကလည်းပူတင်ကထရန့်ကိုဘောလုံးတစ်လုံးလက်ဆောင်ပေးခဲ့ပါလေအဲ့ဒီဘောလုံးမှာလိုဝက်ကရီယာတွေတက်ဆင်ထားမှာဆိုရင်လည်းအတွက်ထရန့်ကသူ့သားဖြစ်သူကိုမပေးမီထောင်လိုင်းရေးတွေကိုစစ်ဆေးခိုင်းစစ်ခဲ့တယ်ဆိုပါလေဒါအပြင်ထရန့်အားပူတင်လက်ဆောင်ပေးခဲ့တဲ့ပုံစံမှာလည်းလိုဝက်ကရီယာတက်ဆင်တာချင်းရှိမရှိစစ်ဆေးမှုရှိမရှိတော့ချက်ချင်းမသိရသေးပါဘူးထရန့်ဟာပူတင်နှမလက်ဆောင်ကိုလက်ခံရရှိတဲ့ပထမဆုံးသမ္မတတော့မဟုတ်ပါဘူး 2021မှာပူတင်ကဆွစ်ဇာလန်နိုင်ငံဂျင်နီဗာမှာပြုတ်တဲ့ထိပ်သီးဆွေးမှာဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံစဉ်ဒေါ်လာ12,000တန်ဖိုးရှိယွမ်ပစ်တာနဲ့ဘောပင်လည်းပေးပူပါတယ်2023ကသမရဥပမာကိုကျွေးပကံပြားနဲ့ကော်ဖီခွက်နဲ့လက်ဆောင်ပေးပူပါတယ်အခုပုံလူကလည်းအမေရိကန်ခေါင်းဆောင်ကိုပူတင်မြေတဲ့ပထမဆုံးပုံလူမဟုတ်ပါဘူး2014မှာရုရှားသမ္မတကစီနီယာဘုရှ်ရဲ့190ပြည့်မှုနေ့အတွက်ပုံလူပေးပို့ခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်